ီလိုဖြက်စည်းခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကဒီစနစ်ကြပါပြန်လဲတိဆောက်ပေးနေခြင်းမဖြစ်ပါနဲ့ပြောရတာဖေဖေတိဆောက်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့လူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူးနော်မနေခဲ့ဘူးတပ်မတော်ဒီလိုရွေးကောက်ပွဲတွေအောင်မြင်အောင်ဒီလိုရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုကရေစီလမ်းမအောင်ရအောင်လမ်းကြောင်းကိုဖောက်မှတ်ပေးခဲ့တာကတပ်မတော်ကပေးခဲ့တာကိုတိုင်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းပို့ရောက်ပေါ့အခုလက်ရှိအနေထားမှာလဲကြည်ဒီမိုကရေစီတပ်မတော်ကအာဏာကိုအကြာကြီးမထိန်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုပ်ကိုင်မထားခြင်းတဲ့အတွက်ကြောင့် လွှတ်တော်တစ်ခုကိုဖြစ်မြောက်တမတော်ကနေမှဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေရဖြစ်တယ်ကျွန်တော်ထပ်ပြောပါမယ်ဒီကောက်ပွဲဆိုတာပြည်သူအသံကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်ဒီ2025မှာကျွန်မဒီ AI တိုင်းဒေတာကြီးရနေပြီးတော့ဝင်ရောက်အရွေးခံမယ်လို့ကျွန်မဆုံးဖြတ်ခဲ့ပါတယ်ဒီကိုနိုင်ငံကိုသမိုင်းကြောင်းတဲ့အညီဆောင်ရွက်ရတဲ့ဒီကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်သူကြီးတက်တဲ့ ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးသက်တာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဇော်မဲလုံးပြောသလိုတန်ရောင်လိုက်ကဒေါ်အောင်ဆန်းစုကြည်ကိုစော်ကားပုတ်ခတ်လာတဲ့ပောက်ကူတော်ရုတ်တံကိုတင်းဆက်ပေးလိုက်ပြီးမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာမျိုးရီမင်္ဂလာပါဗျဒီနေ့17ရက်17လပိုင်း2025ဖြစ်ပါတယ်ဗျမျိုးရီအားလုံးဦးဇင်းလဲဦးရိုင်းကထင်အောင်ပွဲ ဖြစ်နေတဲ့အတွက်ကြောင့်မပြောရဘူးပါတော့။တင်ပြီးမှ line မော်ဒီအထက်မတင်ပြဘူးပဲနော်။ညကလည်းဦးစင်ကနေပြီးတော့ဒါ3နာရီလောက်က3နာရီ4နာရီလောက်ကသွားတယ်။သွားရင်မှတွေ့ကြရရှိရတူနဲ့ဒါ guide နဲ့တွေ့ဆုံပြီးမှနော်သွားတဲ့နေရာသွားဟိုပါပေါ့နော်။မနေ့ပြန်ရောက်လာတယ်ပေါ့နော်။မနေ့7နာရီလောက်ကျပြန်ထွက်လာ။အဲ့တော့အခုကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမှခေါင်းကြီးစီးရုံနေတယ်ခေါင်းကြီးတွေကို အဆန်ပြေပြီးစီယုံခိုင်းတယ်ဆိုပြီးမှဟုတ်လားဦးစင်းရဲ့ပိုလေးနဲ့ဟိုဘက်ကအကြမ်းဖက်အုပ်စုကနေပြည့်ဖြည့်အုပ်စုကနေမှဝါရဖြန်နေရည်လဲတွေ့မှာပဲနော်ဦးစင်းတို့ကဘာဖြစ်လို့ဒီလိုစီယုံပေးတာလဲဘာဖြစ်လို့ဒီလိုလုပ်ပေးတာလဲဘာဖြစ်လို့ဒီလိုပြောပြူတွေအရေးမမှဆိုလို့ပြူတွေလမ်းကြောင်းလွဲမှဆိုလို့အဲ့တော့ဦးစင်းတို့ကလောက်တဲ့ကင်တတ်တဲ့တူတွေတိုင်းပြည်ကိုတိုးတက်အောင်လုပ်ပေးနေတဲ့တိုင်းတိုင်းပြည်ကိုဖွံ့ဖြိုးအောင်လုပ်ပေးနေတဲ့တိုင်းပြည်ကိုပြုပြအောင်လုပ်ပေးနေတဲ့ လူတွေတိုင်းပြည်ရဲ့လုံခြုံရေးကိုဆောင်ရွက်ပေးနိုင်တဲ့လွတ်တော်အမတ်တွေကိုအရေးကြီးဦးစင်းတော့ဖော်ထုတ်ပြောပြခြင်းဖြစ်တယ်ဗျလွတ်တော်အမတ်တွေရဲ့အရေးချင်းကိုပြောပြနေခြင်းဖြစ်တာနော်ပြောပြနေခြင်းဖြစ်တယ်ဗျနော်ဦးစင်းတော့အခုမှပြောခဲ့တာပေါ့အန္တရာယ်ဆိုတာလက်ထက်သုံးပါလဲပြောခဲ့တာပဲပါတီကိုမကြည့်နဲ့လူကိုကြည့်ဟုတ်လားလူကိုကြည့်လူရဲ့အရေးချင်းကိုကြည့်လွတ်တက်ခိုင်းတဲ့အရေးချင်းကိုကြည့်ဘာဖြစ်လို့အဲ့လိုပြောခဲ့တာလဲအန္တရာယ်ဆိုတာလက်ထက်တော့ဟာ ုတ်တင်ညူရီအပြိုလိုချင်းခေါင်းကျင်ဆိုတဲ့လူစီကိုလည်းသမဏပိပဏ္ဍလေးထန်းအမတ်လည်းရွေးချယ်ခဲ့တာပဲမသားဝင်းကြရတော့မအဲ့မသားမရှိတော့ဒီတဲ့မသားနဲ့ဘယ်ရှင်ပြန်တော့ဘူးလက်ဆိုတရားမင်းစင်ပြန်ကျွန်တော်တို့ကတဲ့ဘူးလက်ကြီးပြောတယ်ကံကောနယ်မှာတော့ကောင်းစားစုကြီးနဲ့ကြိုင်တာမဟုတ်ဘူးလေဘုကျော်အောင်ဆန်းနဲ့ကြိုင်နေရတာတဲ့တရားမင်းစင်ပြန်တော့မနိုင်ဘူးတဲ့နော်ဂျာမင်းစင်တော့မပြန်တမန်နဲ့နော် အရေးချင်းပြီးသူတွေကလုံးရင်ကင်အရေးကြီးရှိလို့မဲပေးကြတာမဟုတ်ဘူးအဲ့တော့ဟုတ်လားအစွဲတစ်ခုနဲ့မဲပေးခဲ့ကြတာဟုတ်ပြီအဲ့အစွဲတစ်ခုနဲ့မဲပေးခဲ့ရလို့ကင်မရှိတော့သူကမဲပေးခဲ့တဲ့အတွက်ကြောင့်တွတ်တော်ထဲမှာမဖြစ်တင်တာတွေဖြစ်ခဲ့တယ်နိုင်ငံရာကြံပိတရားကျော်ခေါ်ခဲ့လာခတိုက်ပြည်ရဲ့ဘန်နာတွေအကုန်လုံးဖြုံးတီးခဲ့တယ်မဟုတ်ကဟုတ်ကအကြံတွေပေးပြီးတော့ထင်ရဆိုင်ခဲ့တယ်တွတ်တော်ထဲမှာပြောရတာဖြည်းဖြည်းတီဆောင်ခဲ့တဲ့တပ်မတော်တပ်မတော်နဲ့သူတက်အောင်မနေခဲ့ဘူးမနေခဲ့ဘူး เนาะမနေခဲ့ဘူးတတ်မတော်ဒီဒီလိုရွေးကောက်ပွဲတွေအောင်မြအောင်ဒီလိုရွေးကောက်ပွဲတွေဖြစ်အောင်ဒီမိုဒီလမ်းမောင်းအောင်ရောက်လမ်းကြောင်းကိုဖြောက်မှတ်ပေးခဲ့တာကတတ်မတော်ကပေးခဲ့တာဦးတန်းရွှေကပေးခဲ့တာဒီလိုလမ်းကြောင်းဖို့ရောက်ပေါ့အခုလက်ရှိအနေထားမှာလဲကြီးဒီမိုဒီစီတမရောကအာနာကိုအကြာကြီးမထင်းရင်တဲ့အတွက်ကြောင့်အကြာကြီးစုတ်ကင်မထားကျင်တဲ့အတွက်ကြောင့်တော်တော်တစ်ခုကိုဖြစ်မြောက်အောင်တမရောကနေမှာ ဆောင်ရွက်ပေးနေရလှုပ်ဆောင်ပေးနေဖြစ်တယ်လှုပ်ဆောင်ပေးနေဖြစ်တယ်ခင်ဗျားတို့ဥတည်ဦးကြီးကလည်းတမ်းတော်ရာကြီးပဲခုထောင်ထဲအင်းစိန်တဲ့ဥဥထောင်ထဲမှာရောက်နေတဲ့ဝင်းထိန်ကလည်းတမ်းတော်ရာကြီးပဲအင်ဒိုနီးရှားမှာတမ်းတော်ရာကြီးအများကြီးအများကြီးပဲနော်အများကြီးပဲအခုဟုတ်ပြီခင်ဗျားဗိုလ်ချုပ်တွေအများကြီးဝင်ပြိုင် အဲ့ဒီဘိုလ်ချုပ်တွေလွတ်သွားတဲ့ဖြစ်သွားရင်ဘိုလ်ချုပ်ဆက်လို့လို့မရတော့ဘူး။ဘာဖြစ်လို့အဲ့ဒီဘိုလ်ချုပ်တွေကိုလွတ်တော်ထဲမှာအကုန်လုံးထည့်တာလဲဘာလို့ပြိုင်ခိုင်းတာလဲ။သူတို့ရဲ့အရေးချင်းတဲ့တိုင်းပြည်ကိုပြုပြင်ပေးအောင်လို့တိုင်းပြည်ကိုပြောင်းလဲပေးအောင်လို့တိုင်းပြည်ကိုဖြောင်းဖြက်မတ်မတ်ဖြစ်အောင်လုပ်လုပ်ဆောင်ပေးနေတာဟုတ်ပြီကြတော့အခက်အခဲတွေကြားမှာခက်ခဲတွေကြားမှာ မြန်မာနိုင်ငံကြီးလူလူလွတ်တော်ဖြစ်လက်အများကြီးပြုပြအောင်ပါဒါပေမဲ့မပြောင်းလဲဘူးချောင်းပြန့်ဝမ်းမမလုံနိုင်ဘူးမပြုတ်ပြင်းနိုင်ဘူးဆိုလို့ရှိရင်ကျုပ်တို့တွေဝေဖန်ပေးမယ်တုံးတက်ပေးမယ်လမ်းမော်ကိုထွက်ပေးမယ်သူတို့ကိုယုံကြည်တဲ့အတွက်ကြောင့်ကျုပ်တို့တွေကလာဥဒိန်စင်ကိုလက်ထက်တော့ဥဒိန်စင်ကိုယူစင်းတော့ယုံကြည်တဲ့အတွက်ကြောင့်ပြောခဲ့တယ် ဲ့လိုယုံကြည်အောင်ပြောခဲ့တဲ့အတွက်ကြောင့်လည်းပြုပြပြောင်းလဲမှုကြီးလုံးဝပြုလုံးပြတာပဲလုံးပြတာလေပြုပြောင်းလဲအောင်လုံးပြနိုင်ခဲ့တာပဲငင်းပယ်လို့မရအောင်ဥတိန်စိန်တိုင်းပြည်ရဲ့အတွက်ဌာနဝင်အတွေ့လေးရှော့ဖို့အတွက်ကိုသမရတယောက်အနေနဲ့အေးစင်ကုန်နိုင်ငံသွားတော့လည်းကြီးတဲ့စားခင်ဗျတိုင်းပြည်အတွက်ဘူးဘယ်လောက်နဲ့လာခံခဲ့ရလဲ တောင်တော်တာဟောင်းကြီးတွေအများစုအများစုအကုန်လုံးအကျုံမဆိုးနိုင်ဘူးနော်ဘိုလ်ချုပ်တွေအများစုဒီညိလွတ်တော်တဲ့ဝင်လာတယ်ဆိုရင်ဘိုလ်ချုပ်တိုင်းဘိုလ်ချုပ်နဲ့တောင်တော်ကိုပိဆက်နေကြတာပဲရှိရအနစ်နာခံနေကြတာပဲရှိရခင်ဗျာအကုန်လုံးလိုက်ကြည့်သူတို့အေးစင်းစင်းနေလို့ရတယ်ဒိန်ခံပြီးနေလို့ရသူတို့အတက်ရွံ့နေတယ်ဒါကြောင့်ဦးစင်းတို့ကဟုတ်လားတိုးပြီးတယ်စီးယုံပြီးတယ် KLA စုတ်ခွာမိမိုးမိတ်မျိုးမှ PDF တပ်ပေါင်းစုတို့ကို KIA ကစစ်ရေးကူညီမည်ဟု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးပြောဆိုမိုးမိတ်မျိုးကိုစစ်တပ်လက်အောက်မကျစေရန်ခရိုင်ဘက်ကနှင့်မဟာမိတ်များပူးပေါင်းဆောင်ရွက်မည်ဟုကတိပြုရှမ်းပြည်နယ်မြောက်ပိုင်းတွင်တအောင် TNLA စုခွာမည်မိုးမိတ်မျိုးမှ PDF တပ်ပေါင်းစုတို့ကို KIA ကစစ်ရေးကူညီမည်ဟု KIA ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုလိုက်သည် မိုးမိတ်မြို့နယ်တွင် KIA တပ်ရင်းများရှိပြီး PDF တပ်ပေါင်းစုတို့နှင့်အတူပူးတွဲရှိနေကြောင်းတပ်ပေါင်းစုအဖြစ်အတူတူနေထိုင်ပြီးအခြေချထားကြောင်း KIA နေဖြင့် TNLA စုခွာမိမိုးမိတ်မြို့နယ်ပတ်သက်၍စစ်ရေးအရာဆောင်ရွက်ရန်မရှိတော့လဲ။ PDF တပ်ပေါင်းစုတို့ဤစီးရေးလှုပ်ရှားမှုများလှုပ်ဆောင်လာလျင် KIA ကကူညီသွားမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးနော်ဘူးကပြောဆိုသည်မိုးမိတ်မြို့နယ်ထဲမှာကျွန်တော်တို့ KIA တပ်ရင်း34ရှိတယ်။ KIA PDF တပ်ပေါင်းစုအတူတူနေတယ်အခြေချထားတယ်။ မိုးမိတ်မျိုးနဲ့ပတ်သက်လို့တီးတန့် KIA ကတော့ဘာမှလုပ်ဖို့မရှိဘူး။ဒါပေမဲ့မဟာမိတ်တွေကတော့ KIA ကူညီတာမျိုးရှိနိုင်တယ်ဟုပိုမူကြီးနော်ဘူးကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည့်မိုးမိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်းမိုးမိတ်ခရိုင်တွင်ဖြစ်ပေါ်နေသောအခြေအနေများအရမြို့တွင်အခက်အခဲဖြင့်ကြုံတွေ့စေကာမူပြည်သူနှင့်တသားလည်းရှိနေမည်ဖြစ်ကြောင်း ထို့ပြင်စစ်ကော်မရှင်လက်အောက်သို့မကြောက်စေရန်နှင့်တော်လန်ရေးအောင်မြင်မှုပန်းတိုင်စီသို့အ мян ဆုံးရောက်ရှိစေရန်တော်လန်ရေးညီနောင်မဟာမိတ်များနှင့်အတူပူးပေါင်းအောင်မြင်မှုရသည့်အထိဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းသတိသစ္စာပြုထားသည်ဒီတမ်းရော်နဲ့ဘသူအဆင်ပြေအောင်ပေါင်းနိုင်တယ်လေဒီနိုင်ငံမတိမငြိမ်ဖြစ်နေတာလို့တော့ရောက်တဲ့ခါမှာတမ်းရော်နဲ့အဆင်ပြေအောင်တမ်းရော်နဲ့ညီညွတ်အောင်ဘသူတွေကပေါင်းနိုင်တယ်လေဘသူတွေကအဆင်ပြေအောင်ပြောနိုင်တယ်လေလက်ရှိအနေထားညီညွတ်နေမှာဖြစ်မှာစည်းလုံးနေမှာဖြစ်မှာ ိုက်လို့စီးလုံးနေမှာတိုင်းပြည်ဟာတိုးတက်မှာတောင်းလဲမှာဒါ ਉਹ မျိုးပြည်သူများအားလုံးသိစေချင်ပါလေနော်ဒါကြောင့်မလို့ဦးဇင်းတို့ဟာကောင်းတဲ့အမတ်တွေရွေးချယ်တဲ့နော်မမတ်တွေအားလုံးရွေးချယ်ပေးနေရမှာတကားကြီးဥခင်ကြီးတို့ရွေးတဲ့ရှိတယ်တကားကြီးဥတင်ဥလွင်တော့ဟုတ်လားအများကြီးပါပဲအခုဥခမတကားကြီးဥမြတ်ထွန်းဦးတို့ပြေဦးလွင်အောင်မေတာသာမာဆိုလို့ရှိရင်ဘုကျုပ်တေသကျော်တို့အများကြီးအများကြီးအများကြီးခင်ဗျဟုတ်လားအများကြီးရှိတယ်သူတို့တွေအများကြီးကလောက်ထားကြတာကြီး အများကြီးရှိသေးတယ်။သခိုင်းမှာဆိုလဲမှကြည့်။ဟိုကျုပ်တဲ့ပုံတော့ဒုတိယဘုကျော်ကြီးတဲ့ပုံဟုတ်လား။အရှင်းအများကြီးနော်။ဒါကြောင့်မလို့သူတို့တွေကိုဦးစင်းတော့ဟာဟုတ်လား။ဘုကျော်ကထင်မတွေ့ဘူးဗျ။အမြင်ဘူးဗျ။သူတို့ရဲ့လောကီကိုင်သူတို့ရဲ့စီယုံရင်ကိုတိတယ်။အောင်မြတ်သားသမားဝင်ပြိုင်မဲ့ဘုကျော်ဒေသကြောင့်မတိဘူးမတွေ့ဘူး။ ဒါဝင်နဲ့တူတူတမိုင်းကိုဦးဇင်းတို့လေ့လာတယ်။ဘုဂျိုလက်ဘောအဲ့တူတူတမိုင်းကိုလေ့လာတယ်။ဒဂါယီဥတည်ဦးလွင်တို့ဦးဇင်းတို့စကားပြောဦးတယ်လေ။ဒဂါယီဥခိခဏခဏစကားပြောဦးတယ်။ဒီလူတွေနဲ့ဆက်ဆံအောင်မြင်မှုတယ်။ဒီလူတွေနဲ့ထိတွေ့မှုသူ့ရဲ့အရေးချင်းအများကြီးလှုပ်ဆောင်ကြတာဦးဇင်းတို့တည်ရလေ။အများကြီးပါဗျ။နော်။ ကျတော့ကျန်တဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းရှားချပါတီရဲ့လွတ်တော်အမတ်တွေရဲ့အကြောင်းတွေကိုလည်းဦးဇင်းတို့ဝေဖန်တုံးတက်အောင်ပါဘယ်သူမှမဦးဇင်းတို့လှူလို့မဟုတ်ပါလှူလည်းမလှူပါဘူးဗျအဲ့လောက်ထိလဲလူတို့တွေလိုက်ကန်းဆုံးတိကျတူတင်မဟုတ်ပါဘူးဗျာနော်ငါတို့ပြောပြပါတယ်ငါတို့ပေါ့ကောတော့ကြောင်းတော့တွားဟာစီတွားလို့မယ်ဆန်တွားလို့မယ်ဦးဇင်းတို့တတ်မတော်တိုင်းဝမ်းမရှိပါဘူးနော်ပေါ့ကောတော့ကိုယ်တိုင်ရတာတွားလှူနေကြီးဖြစ်ပါလေဗျာနော်ကထိန်ရဲတဲ့မှာတော့ဦးဇင်းတို့ဘကူတိုင်းနဲ့လားမတူညောင်ကျိုးပဲရခိုင်နယ်စပေါ့ဗျာညောင်ကျိုး ရောက်အောင်ပို့ပေးတဲ့ရိခါကိုရောက်အောင်ပို့ပေးတဲ့တိန်တရာကျုံရောက်အောင်ပို့ပေးတဲ့အာအဲ့ပြမှာခုစတားလင်လို့တဲ့ရောက်အောင်ဝဲမယ်ရောက်အောင်ဝဲမယ်စတားလင်ပေးတယ်ဟုတ်လားရောက်အောင်ပို့ပေးမယ်ဘာဥစဉ်စီရပတ်စံကလည်းပြီးသူလူထားတဲ့တမတော်ချင်းမြတ်နိုးလူနဲ့ပြီးသူလူထားတဲ့ငွေဖြစ်နေတဲ့အတွက်ကြောင့်ဥစဉ်တော့ကတိုင်းပြည်အတွက်ဘာဖြစ်လို့ဥစဉ်အဲ့လိုထောက်ပံ့နေရလဲအများဆုံးတိုင်းပြည်ငြိမ်းချမ်းစေချင်လို့အေးချမ်းစေချင်လို့တိုင်းပြည်ကြီးငြိမ်းချမ်းသွားတယ်တိုင်းပြည်ကြီးအေးချမ်းသွားတယ်ဆိုရင်ပေါ့ကူတော့ခင်ဗျတို့ဒီပုံစံဒီနေထားနဲ့ခင်ဗျတို့ မမြင်ရပါဘူးပြဥစဉ်တို့ကလည်းအပြစ်ပြခံပြီးပြောနေရပါနော်ဥစဉ်တို့ဒီလိုတချို့ဟာတွေပြောလိုက်လို့အပြစ်ဖြစ်တဲ့ဆိုတာတိပါတယ်ဥစဉ်တို့ကလေးကလေးရဝတ်လာတာပရိယတ်ကြီးကလေးကလေးရတင်းလာတာပါစတုံးနေတာလည်းတင်းခန်းစီလာတယ်အခုဥစဉ်တက်40ပဲနော်ဒါလေးမျိုးပြည်သူများအားလုံးသိစေချင်ပါအားလုံးပါပါ